အမေရိကန်ဟာအင်အားကြီးဆုံးမဟာမိတ်ဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကိုပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်ထရန့်ဟာသူ့ရဲ့အာရှခီးစဉ်တွင် အော်တိုဘာ29ရက်မှာဂျပန်နိုင်ငံထံရောက်ရှိလာချိန်မှာဂျပန်ဝန်ကြီးချုပ်တာကာအီချီကအနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်သူတို့နှစ်ဦးတွေ့ဆုံချိန်မှာလက်ဆွဲနှုတ်ဆက်ခဲ့ပြီးတာကာအီချီကဒါကအရန်ကိုတန်မာတဲ့လက်ဆွဲနှုတ်ဆက်မှုဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်တကယ်တမ်းပြောရမယ်ဆိုရင်ဝန်ကြီးချုပ်အာဘေအရင်ဂျပန်ဝန်ကြီးချုပ်ကချင်းရဲ့အင်တိုက်အားတိုက်ရှိတဲ့တပ်တမန်ကြီးကအာတို့ဂျိုးပန်းမှုတွေ ကြောင်းကိုကျမကိုမကြာခဏပြောခဲ့ဘူးပါတယ်လို့တာကာအီဂျီကပြောကြခဲ့ပါတယ်။ထရန်ကလည်းတာကာအီဂျီကိုဂျပန်ရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ရတာအလွန်ကြီးမားတဲ့တာဝန်ဖြစ်ကြောင်းနဲ့ဂျပန်နိုင်ငံပေါ်ထားရှိတဲ့အမေရိကန်ဂတိကဝတ်တွေကိုအလေးထားပြောခဲ့ပါတယ်။ဂျပန်နိုင်ငံအတွက်ကျွန်တော်လုပ်ပေးနိုင်တာရှိရင်ကျွန်တော်တို့အမြဲတမ်းကူညီပေးသွားမှာပါ။ကျွန်တော်တို့ကအင်အားကြီးဆုံးမဟာမိတ်ဖြစ်ပါတယ်လို့ထရန်ကပြောကြခဲ့ပါတယ်။ ထရန့်နဲ့တာကာအီချီရောဟာကုန်သွယ်ရေးမြေရှားတပ်တွေတွေထောက်ပံ့ရေးတို့နဲ့ပတ်သက်ပြီးသဘောတူညီချက်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီနောက်ထရန့်ဟာဂျပန်နိုင်ငံမှာစိုက်ကပ်ထားတဲ့အမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS George Washington တင်္ဘောဗော်တန်တာကာအီချီနဲ့တူသွားရောက်ခဲ့ပြီးအမေရိကန်စစ်သားတွေကိုတွေးဆနှုတ်ဆက်ကမိကုံးပြောခဲ့ပါတယ်ထရန့်ဟာဂျပန်ခီးစဉ်ပြီး အောက်တိုဘာ29ရက်မှာတောင်ကိုရီးယားနိုင်ငံထံသွားရောက်မှာဖြစ်တယ်လို့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဧပတ်အစည်းအဝေးကိုတက်ရောက်ဖို့စီစဉ်ထားပါတယ်